မြန်မာကြားဖြတ်အွန်လိုင်းရာဇော့ဂိုင်းတွေကနေထွက်ပြေးလာပြီးနေရက်ပြန်ပို့လိုက်တဲ့နိုင်ငံခြားသားတွေအနေနဲ့တကြောပြန်ဝင်ရောက်လာတာတွေမရှိစေဖို့ထိုင်းလူဝင်မှုကြီးကြပ်ရေးဌာနကလုံခြုံရေးတိုးမြှင့်စစ်ဆေးသွားမယ်လို့ Council of English သတင်းမှဖော်ပြပါရတယ်။ ကြားဖြန့် online ငွေလိမ်ခိုင်းတွေရဲ့ဗဟုချက်မှဖြစ်တဲ့နမဲစိုးနဲ့ကြော်ကြားတဲ့ KK Pack အဆောင်ကိုမြန်မာဘက်ကဖြည့်ဆည်းမှုတွေလုံဆောင်နေချိန်မှာပဲထိုင်းလူဝင်မှုကြီးကြပ်ရေးဘယူရိုကော်မရှင်နာဒုတိယဗိုလ်ချုပ်ကြီးဖနူးမတ်ဘုညာလက်ကပုံမတင်ကျတဲ့စစ်ဆေးမှုတွေလုံဆောင်ဖို့အခုလိုအမိန့်ပေးလိုက်တာပါ ထိုင်းလူဝဲမှုကြီးကြပ်ရေးဘျူရိုပြောရေးဆိုခွင့်ရှိသူရဲမူကြီးချန်ဂရွန်ယီဖဒီရဲ့အဆိုအရပြီးခဲ့တဲ့အောက်တိုဘာ22ရက်ကနေနိုဝင်ဘာလ10ရက်အထိမြားရီကြားဖြန့်အွန်လိုင်းငွေလိမ်ခန်းတွေကနေထွက်ပြေးပြီးထိုင်းနိုင်ငံဘက်တရားမဝင်ဝင်ရောက်လာသူ1440နီးပါးကိုဖမ်းဆီးထိသိမ်းနိုင်ခဲ့တယ်လို့သိရပါဗျာ။ အဲ့ဒီထက်ကအများစုကတော့အိန္ဒိယနိုင်ငံသားတွေဖြစ်ပြီး465ယောက်ထိပါဝင်နေသလိုအာဖရိကနိုင်ငံတွေကအယောက်290ဖိလစ်ပိုင်နိုင်ငံကအယောက်220နဲ့တရုတ်နိုင်ငံက189ဦးပါဝင်ပြီးသူတို့အားလုံးကိုလူဝေမှုကြီးကြပ်ရေးဥပဒေအရနေရပြန်ပို့နိုင်ဖို့ထိတ်ထိတ်ထားတယ်လို့ဆိုပါတယ် ထိုင်းလူဝင်မှုကြီးကြပ်ရေးဘူရိုကတော့ဖက်စီထိတ်ထိတ်ထားသူအလုံးအတွက်ဇီဝမှတ်တမ်းအချက်လက်ကောက်ယူစုဆောင်မှုတွေလှုပ်ဆောင်မှုအမိန့်ပေးထားပြီးဒါဟာသူတို့အနေနဲ့မှားယွင်းတဲ့အထောက်အထားတွေနဲ့ဌာနငန်းစီ တကြော့ပြလဲဝေယောင်းမှုကနေကာကွယ်ဖို့ဖြစ်တယ်လို့ဆိုပါတယ်ရှင်။